်အချိန်ထဲမှာဒီစိတ်ပိုင်းဆိုင်ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကလိမ်ပိုင်းဆိုင်ရာမှာမဟုတ်ဘူးပေါ့နော်ဆိုတော့နိုင်ငံရေးစကားဆိုရင်အမျိုးသမီးတွေပြောနိုင်ငံရေးစကားဆိုရင်အရင်မပါလို့လောက်တာလဲဒါညာနာပိုင်းဆိုင်ရာရကြကျွန်တော်တို့ကြမ်းဖက်တာလို့ပဲယူဆတယ်အချိန်ထဲမှာအမျိုးသမီးပြောတဲ့စကားလုံးဆိုရင်လည်းအရေးမပါဘူးအမျိုးသမီးတွေကအရေးကြီးတဲ့ကိစ္စတွေမပြောနိုင်ဘူးဆိုရင်လည်းဒါကျွန်တော်တို့ရဲ့ကိုချင်းသီလကိုအကြမ်းဖက်တာကျွန်တော်တို့လူ့ပွဲစည်းတစ်ခုလုံးကလက်ရှိချိန်ထိရင်းနှီးကျွမ်းဝင်နေတာကနိုင်ငံဆိုင်ရာကျွလုံမှုတွေအကောင်လုံးကအမျိုးသမီးတွေကအမျိုးသမီးတွေရှိနေလို့ဆိုတာဟာဆိုတော့နော်ဆိုတော့အမျိုးသမီးတွေရှိနေလို့ အမျိုးသားတွေကစိတ်ပေါက်ပြန်ရတာဆိုတဲ့အားတွေပြန်စဉ်းစားမှအမျိုးသမီးလည်းလူပဲလေနော်ဆိုတော့အမျိုးသမီးတွေကတော်ထဲမှာနေတဲ့အချိန်မှာဒီလိန်ပိုင်းဆိုင်ရာအားဖြင့်အဲ့လိန်ပိုင်းရောဒီစိတ်ဆန္ဒအာသီတာတွေရှိကြတာဒါမှမဟုတ်ဘာလို့ထိမ့်သိမ့်နိုင်တယ်လဲပေါ့နော်ဆိုတော့ညို့အမျိုးသမီးတွေဘာလို့ထိမ့်သိမ့်နိုင်တယ်လဲငါတို့အမျိုးသမီးတွေထိမ့်သိမ့်နိုင်တဲ့အချိန်မှာညို့မျိုးသားတွေဘာလို့မထိမ့်သိမ့်နိုင်ဘူးလဲဆိုတော့မိကုန်းတွေမထွက်လာအောင်ဆိုတော့အဲ့ဒါဘာလို့ဆိုလိုရလဲဆိုတော့အမျိုးသားတွေကတို့ရဲ့စင်ကျင်နိုင်မှုကိုတော်တော်လေးဟို တက်စီးလျှော့ထားတယ်ပေါ့နော်ဆိုတော့အမျိုးသမီးတွေခါကြတော့စဉ်းနာမှုအမြင့်ရေးကိုအများကြီးရစီးရေပေါင်းတွေအများကြီးရထားရမယ်တစ်ချိန်တည်းမှာအမျိုးသားတစ်ယောက်ကတကယ်လူရရပါလောက်ပဲအဲတွတ်ထားတာပေါ့နော်ဆိုတော့အမျိုးသားတယောက်ဆိုရင်စဉ်းလုံးတရားအများကြီးရှိစရာမလိုဘူးတို့မှာစိတ်ဆန္ဒအခြေအနေဖြစ်လာတယ်ဆိုရင်အနည်းဆက်မှာအနည်းမှာရှိတယ်အမျိုးသမီးတယောက်ကိုနိုင်ပိုင်းဆိုင်ရာအဖြစ်စိတ်ပိုင်းဆိုင်ရာအဖြစ်ရုပ်ပိုင်းဆိုင်ရာအဖြစ်ဒါကျူးလွန်မှုတွေရှိလာတယ်ဆိုရင်လည်းဒါတဘာဝကဖြစ်တဲ့စိတ်ဆန္ဒတွေကြောက်ဆိုပြီးတော့ပြောကြတယ်ပေါ့နော်ကျွန်တော်တို့ကလူ့ဖွယ်လူ့ခွင့်ရေးကိုလိုချင်တဲ့လူတယောက်မှာလူ့ခွင့်ရေးရဲ့ဒီလူသားဖြစ်မှုရဲ့အဓိကအဓိက လက္ခဏာဖြစ်တဲ့ဒီစင်ကြုံတရားကိုတော့မှတတရေချာမထင်းသိမ်းနိုင်တဲ့လူပြကလူခွင့်ရေးတိုက်ပွဲဘလို့ဝင်လို့ရမလဲပေါ့နော်ဆိုတော့လူခွင့်ရေးကိုဘာလို့ရသင့်တာလဲဆိုတော့မိကောလည်းကျွန်တော်ကဆိုအကြီးရှိတယ်။နေမိုင်းဆိုင်ရာစံဖတ်မှုအမှားဒီအမျိုးသားတရားရဲ့စင်ကြုံတရားမဲ့မှုကြောင့်ဒါကိုကျွန်တော်လက်ခံလို့မရဘူး။လူဒီလူဒီလူပတ်စည်းတစ်ခုလုံးဆိုအမျိုးသားရောအမျိုးသမီးရောကျွန်တဲ့ LGBT ရောအားလုံးကမျှတရန်သူညီမျှနေနိုင်လို့ရတဲ့ကင်းကျင်းတစ်ခုဖြစ်တဲ့ ਨੇ နောက်တစ်ခုကဒီလူပွဲစည်းကလူတော်အားလုံးရဲ့တွယ်လုံးလုံးချုံနေစိတ်စိတ်ရောလူရောလုံခြုံရတဲ့အကင်းကျင်းတစ်ခုဖြစ်တဲ့ ਨੇ အမျိုးသားရေးတစ်ခုတည်းပဲပိုင်တဲ့လူပွဲစီမဖြစ်သင့်ဘူးပေါ့နော်ဒါကအဓိက main လို့ထင်ပါတယ်